ဘရိုးစဉ်းစားကျင်တော့လွန်ခဲ့တဲ့ကျွန်တော်၄၅နှစ်လောက်ကဆိုရင်ပတ်စံ၃သိန်းခွဲလောက်သုံးတာနဲ့ Remy Keita တီတို့ဘာလို့မျိုးတကယ်ကောင်းတဲ့ဖုန်းလေးကျွန်တော်ကင်လို့ရတယ်ဒါပေမဲ့အခုချိန်ငွေစင်းနေကြတော့ကျွန်တော်က၃သိန်းခွဲလောက်ပဲသုံးမယ်ဆိုရင်အဲ့ quality ကိုကျွန်တော်သွားပြီးတော့မျှော်မှန်းလို့မရအောင်အတော်လေးနှိမ့်တဲ့ level ကိုသွားမျှော်မှန်းရတယ်ပြောမယ်ဆိုရင်ဗျာဒေါ်လာနဲ့တွက်လိုက်မယ်ဆိုရင်ဒေါ်လာ80အဲဒေါ်လာ80ဝန်းကျင်လောက်ပဲတန်တဲ့ဖုန်းတွေကိုပဲကျွန်တော်တို့အဲ့ဈေးမှာဝယ်လို့ရတာမှာကျွန်တော်3သိန်းခွဲနဲ့ဝယ်လို့ရတာမှာပေါ့နော် ဆိုတော့အဲ့ဈေးမှာ3သိန်းခွဲတန်ဖုန်းလုံးဝယ်ပြီဆိုရင်ကျွန်တော် expectation လည်းအများကြီးထားလို့မရအောင်ငါကင်မရာအများကြီးကောင်းသုံးချင်တာဂိမ်းတွေကောင်းအောင်ဆော့ချင်တာအဲ့မျိုးအများကြီးအများကြီးကျွန်တော်ကခေါင်းထဲမှာမျော်လင့်ပြီးတော့ဒီဖုန်းလုံးသွားဝယ်လို့မရအောင်ငါတော့ဖုန်းလေးသုံးရရင်အဆင်ပြေပြီပုံမှန် daily test လေး daily test လေးကောင်းကောင်းသုံးလို့ရရင်အဆင်ပြေပြီဆိုတော့စိတ်နဲ့ဝယ်မှပဲရတော့မှာအဲ့ဈေးတန်ဖုန်းလေးပေါ့နော်ဆိုတော့အခုကျွန်တော်ပြရမယ့်ဒီ Redmi A5 ဆိုတဲ့ကောင်လေးရရောအဲ့ထက်ဒီကောင်ဘာများပို့ပြီးတော့ကျွန်တော်တို့လုတ်ပေးနိုင်မလဲ ပြီးတော့အဲ့ဒီတန်းမှာဒီကောင်ကသူ့ရဲ့ပြိုင်ပွဲနေရှင်ဘယ်နေရာတွေမှာအားတာနိုင်မလဲအဲ့ဒါကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ပါ PA5 ဆိုတဲ့ဖုန်းက low set ဈေးရဆိုရင်3,400ဝန်းကျင်လောက်သွားမှာပေါ့နော်ဒီတော့3,400ဝန်းကျင်ဆိုတော့ခုနကကျွန်တော်ပြောလို့ပဲဒေါ်လာ80ဝန်းကျင်တဲ့ဖုန်းမြန်မာငွေစည်းနဲ့ level ကြီးလိုက်ဒေါ်လာ80တန်းဖုန်းပြဒါပေမဲ့ထူးထူးခြားပဲဒေါ်လာ80တန်းဖုန်းလို့မထင်ရတော့အောင်ပဲဒီကောင်ကတချို့နေရာလေးတွေမှာကောင်းနေတဲ့အချက်လေးရှိတယ်အဲ့ဒီတန်းခုနကကျွန်တော်ပြောတဲ့အချက်လေးတွေမှာမှဒီကောင်ကနည်းနည်းလေးထူးပြီးတော့ကောင်းနေတဲ့အချက်လေးပေါ့ဗျာဆိုတော့ဘာများဖြစ်မလဲပြောပြအောင် အော်ဒါနဲ့ထုံးစံအတိုင်းကျွန်တော်တို့ဒီ review နေ့ကိုယုံကြည်နဲ့ထောက်ပံ့ပေးတဲ့ဆိုင်ကတော့ဒီ zone wide brand new and good second hand sale ဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။စိတ်ဝင်စားလို့တော့ကြည့်ကြည့်ကြည့်တယ်ဆိုရင်တော့ဒီတိုင်မြို့နယ်ပညာစလလန်အောင်မင်္ဂလာမှတ်တိုင်နီးမှာရှိတဲ့အမှတ်955မှာတော့လေးလာဝယ်လို့ရပါတယ်။ဆိုတော့ဒီကောင်းရဲ့ဒီ design man အနေကျွန်တော်စပြောလိုက်အောင် design man ကတော့ bro မြင်တဲ့အတိုင်းပဲဒီကောင်းရဲ့ဒီအနောက်ဘက် design ကတော်တော်လေးကိုရှင်းရှင်းလင်းရှိတယ်တော်တော်လေးလဲစက်တယ်ဖြစ်တယ်လို့ပြောရမယ်။ဘာလို့လဲဆိုတော့ဒီကောင်းရဲ့ဒီ camera ရင်းအသားအတူလေးတွေဒီ design ချုပ်ွက်လေးတွေကတော်တော်လေးတည်တည်တဆတ်ရှိရလို့ပြောရမယ်။ ီးတော့ထုံးစံတိုင်းမှာဒီကောင်းရဲ့ဒီ baby frame ညာတော့အကုန်လုံးက plastic frame တွေဒီတိုင်းပေါ်မှာဆိုရင်ကျွန်တော်တို့ဒီ speaker တစ်ပောက်ပါမယ်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ type c တစ်ပောက်ရယ်3.5 mm headphone jack လေးရယ် mic တစ်ပောက်ရယ်ပါမယ်ဆိုတော့ speaker တစ်လုံးပဲပါပါเนาะကျန်တဲ့အပိုင်းတွေကတော့ဘာမှများစားပြောကြာမရှိဘူးဒီ base မှာဆိုရင်နောက်ထပ် power clock ရယ် volume rocker လေးရယ်ပါမယ်ဒီဘက် base မှာဆိုရင်ကျွန်တော် sync tray ပါမယ်ဒီ sync ထဲမှာဆိုရင်ကျွန်တော်တို့ micro sd card နဲ့ story ကိုထပ်သွင်းပြီးသုံးလို့ရမယ်အဲ့ဒါကျွန်တော်ဒီအနောက်ဘက် design ဝင်ပြောနေရအောင်เนาะဒီအရှိဘက်ကိုကျွန်တော်တစ်ချက်လောက်လှည့်ကြည့်လိုက်အောင် ဒီအရှိအမကျတော့ကျွန်တော်ကလုံးဝ budget ပုံမှန်တန်းအောင်တည်သွားစေဘာလို့လဲဆိုတော့ဒီကောင် water drop notch နဲ့ဒီချင်းကလည်းတော်တော်လေးထူတယ်။ဘောင်လေးကလည်းတော်တော်လေးထူတယ်။အဲ့ပြင်မှာဒီကောင် display က 720p display size က6.88လက်မဆိုတော့တော်တော်လေးကြီးတယ်။အဲ့လိုတော်တော်ကြီးတဲ့ display တစ်ခုမှာ resolution က 720p ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ content တွေကတော့အရင်ရှက်ဖြစ်တယ်လို့မခံစားရဘူး။ဒါပေမဲ့သူ့စီတဲ့အနေနဲ့ကျတော့ဒါလက်ခံပေးရမှာပဲ။တော်တော်လက်ခံပေးရမှာ။လက်မခံလို့မရဘူးလေ။ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ cherry on top လေးဖြစ်နေတာဒီကောင်ရဲ့ 120 hz display ဒီစီတန်းမှာဆိုရင်များကျွန်တော်ဒီ120 hz display ဆိုတာတော်တော်မြင်ရခဲ့တယ်မရှိသလောက်ပဲဟာဒါဆိုရင်မိုက်တာဘောကမင်းက120 hz နဲ့တော်တော်ကုန်မှာပဲဆိုတော့အဲ့လိုမေးပြန်ရင်လည်းကုတ်တဲ့နေရာလည်းရှိရယ်မကုတ်တဲ့နေရာလည်းရှိပြန်ရောဒီကောင်းရဲ့ 120hz ကတခုတော့ရှိရယ်ဘာလို့လဲဆိုတော့ဒီကောင်း setting app ထဲမှာဝင်ပြီးတော့ကျွန်တော် scroll တာတော့ဘာလို့ဆိုရင်တော့ 120hz ရတယ်ဒါပေမဲ့ကျွန်တော်ဒီ home screen မှာဒီ app scroll တာတွေဘာတွေဘာတွေဆိုရင်တော့ 90hz ဒါမှမဟုတ် 60hz ပဲရတယ် 90hz နဲ့အရမများပါလေပြီးတော့ဒီ phone app တွေဘာတွေမှာဆိုရင်လည်း 90hz နဲ့ပဲအလုပ်လုပ်တယ် system app တော်တော်များတော့ဒီကောင် 90hz နဲ့လုံးလုံးတယ် home screen မှာ scroll ရတဲ့ 90hz 2120hz ရတဲ့နေရာဆိုလို့ကျွန်တော်ဒီ setting ထဲကိုဝင်ပြီးတော့ scroll ရဲ့အချိန်ပဲ 120hz ရတာကျန်တဲ့အချိန်ကတော့90ဒါမှမဟုတ်60ပဲရတယ်ဆိုတော့အဲ့ဒီချက်ကတော့ရှိရပါတော့120ကတော့အပြည့်မရအောင်ဒါကလည်းဒီကောင်ရဲ့ SOC limitation ကြောင့်ဖြစ်လိမ့်မယ်ဒီကောင်ရဲ့ SOC ကတကယ်ကို low performance SOC ပြဒီဈေးက SOC ရဲ့ပုံစံတိုင်းပဲကျွန်တော်ဒီပုံမှန် daily test တွေဆိုရင်တော့ကောင်းကောင်းမသုံးရတယ် ဆိုတော့ဒီကောင်မှာတုံထား SOC ကဒီ Unisource ရဲ့ T9250 ဆိုတဲ့ SOC ဒီကောင်ရဲ့ performance ကဘယ်လိုနေလဲဆိုရင်ကျွန်တော်ဒီပုံမှန် DUD test လေးသုံးမယ်ဖုန်းဖုန်းလို့သုံးမယ်ဟိုပို့ deploy လုပ်မယ်ဖုန်းလေးထုတ်ပြောမယ်အဲအဲ့လို performance အတွက်ကြတော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ဒီ gain တွေဆော့ဖို့အတွက်ကြတော့ဒီ performance ကမလုံလောက်ဘူးဆော့ကျင်နေဆိုတော့ကျွန်တော်ဒီ mobile legend ကိုတော့အာ play ပဲတော့ဖြစ်ပါတယ်အရင်ကြီးတာကို smooth မဖြစ်နေတာသိရမလားနည်းနည်းလေးတော့တုံချီတုံချီဖြစ်တယ်ဒါပေမဲ့ဆော့မယ်ဆိုရင်တော့ဆော့လို့ရပါတယ်နောက်ဒီ PUBG တို့ပါလို့ဆိုရင်လည်းဆော့မယ်ဆိုရင်ဆော့လို့ရတယ် စော့နိုင်စော့လို့ရတယ်။ तू ကတော့အရင်မကောင်းဘူး။ frame drop တိုင်းပဲရှိတယ်။ဒါပေမဲ့အဲငါတော့မရဘူးကွာ၃သိန်းခွဲပဲသုံးမှာ gain လေးပါလေငါပါငါရအောင်ရအောင်စော့မယ်ဆိုရင်လည်းဖြစ်တယ်။စော့မယ်ဆိုရင်တော့ဖြစ်တယ်။ဒါပေမဲ့ဟို graphic demand နဲ့အရင်ဖြစ်တဲ့ဒီ wuthering wave တို့နောက် gashin battle အဲမျိုးဆိုရင်တော့ bro မစင်စားနဲ့လုံးဝမစင်စားနဲ့မရအောင်ကျွန်တော်ဒီ benchmark တွေကိုစိတ်ဝင်စားဆိုရင်လည်းပြောပြမယ်။ဒါပေမဲ့ဒီလိုမျိုးဖုန်းမှာ benchmark တိုင်းရတာဆိုတော့ တော်တော်အတိတ်ပဲမရှိရဲ့လို့ဒါပေမဲ့ဒီကောင်ကဒီဒီဂျပန်အစ်မဆင်ဂယ်ကော့စကောကို436နဲ့မာတီကော့စကောကို1444ရတယ်ဆိုတော့ budget SOC မှန်တန်းအောင်သိတာပါဗျာကျွန်တဲ့ဒီ tree mark wildlife extreme status တွေပါရတော့မဆန်းပြတော့ဘူးဖုန်းအားနာဖို့ကောင်းတယ်လေအဲ့လောက်ဆန်းပြမယ်ဖုန်းလည်းမဟုတ်ဘူးဆိုတော့ထားပါတော့ဆိုတော့ဒီကောင်ရဲ့ performance ကိုကျွန်တော်တို့ခြုံပြောမယ်ဆိုရင်ဖုန်းဖုန်းလို့သုံးမယ် data test တွေပါလုံမယ် gain တွေပါတော့အရင်မစောနဲ့ပေါ့လေဒါပေမဲ့သုံးသိန်းခွဲတန်ဖုန်းလုံးနေနေဆိုရင်ဒီကောင်ရဲ့ performance ကလုံလောက်တယ်လို့ပြောမှာပါပဲဆိုတော့ဒီကောင်ရဲ့ဒီ battery life ကဘယ်လိုနေမလဲ battery life ကတော့ ော်တော်ကောင်းတယ်ဘာလို့လဲဆိုတော့ဒီကောက်မှာတုံထားတဲ့ SOC ကခုနကျွန်တော်ပြောတိုင်းတကယ်အောက်ခြေရ SOC ပါ low power SOC ဒီကောက်မှာတုံထားတဲ့ battery က9200 mAh ဆိုတော့ 720p display ရယ် low performance SOC ရယ် battery 9200 mAh ရယ်ဆိုတော့ဒီကောက်ရဲ့ battery life ကတော့တော်တော်ကျန်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဖုန်းကို unboxing လုပ်တဲ့အချိန်မှာ battery 81 82%လောက်ရှိတယ်ဗျာကျွန်တော်အခု3 light ပြစ်ထားလိုက်3 light ပြစ်ထားလိုက်အဲ့လိုလေးလောက်တာဆိုတော့အခုဒီကောက်ကျွန်တော်အခု review လုပ်နေတဲ့အချိန်မှာ 32ရာခိုင်နှုန်းကျန်နေတယ်။ဈာထဲမှာကျွန်တော်တော့အရင်မသုံးပေါ့လေ။ social သုံးမယ်။အဲကင်မရာလေးဆန်းရိုက်ဘာညာရိုက်ပဲလုပ်ထားတာ။ဂိမ်းလည်းအကြိုက်မစိုးထားဘူး။ဆိုတော့တော်တော်လေးတော့ခံတယ်ပြောရမယ်။ပြီးတော့ဒီကောင်အပြန်သွင်းမယ်ဆိုရင်ကျွန်တော်15ဝမ်းနဲ့အပြန်သွင်းလို့ရမယ်။0 to 100ကိုတော့2နာရီဝန်းကျင်လောက်တော့ကြာရမယ်။ဆက်လို့ပြီဒီကောင်ရဲ့ဒီကင်မရာဘိုင်းကရောဘယ်လိုနေမလဲ။ ကင်မရာပိုင်းကတော့ဗျာခုနကကျွန်တော်အစကပြောထားတိုင်းပဲကြည့်လိုက်ရင်တော့ dual camera setup ဒါပေမဲ့အဓိကဒီကောင်အလုပ်လုပ်တာဒီ main camera တလုံးကပဲအလုပ်လုပ်တာ main camera တော့ဒီ tight 2 megapixel main camera ကိုသူတို့တုံထားတာဘာလို့ tight 2 megapixel လဲသူများရဲ့လို48တို့50တို့ဘာလို့မတုံလဲဆိုတော့ဒီကောင်မှာတုံထားတဲ့ SOC က ကင်မရာကို32 megapixel အထိပဲစပို့လုပ်တာအဲ့ဒါကြောင့်မဒီကောင်နေ32 megapixel ပဲသုံးတာပေါ့နော်ဆိုတော့ဒီကောင်ရဲ့ပုံထွက်ကဘယ်လိုနေမလဲပြောရရင်တော့ကျွန်တော်ဒီနေကင်ဘက်အလင်းရောင်ကောင်းရတဲ့အချိန်မှာရိုက်မယ်ဆိုရင်တော့သုံးလို့ရတဲ့ပုံတွေထွက်ပါတယ်သုံးစားလို့ရရပေါ့နော်ဒါပေမဲ့ကျွန်တော် low light ချိန်နေမှာဆိုရင်တော့တော်တော်ဝဲသွားတဲ့အချိန်တွေကိုရောက်သွားလိမ့်မယ်ပြီးတော့ selfie camera အနေနဲ့ဆိုရင်ဒီကောင်က8 megapixel ပါတယ်ဒီကောင်ရဲ့ selfie camera လည်းခုနအတိုင်းပဲအလင်းရောင်ကောင်းရတဲ့အချိန်မှာတော့ပုံကောင်းလေးထုတ်ပေးနိုင်ပါတယ်ဒါပေမဲ့ low light ချိန်နေရောက်ရင်တော့တော်တော်ရုပ်ဆိုးသွားတာငကိုရီကချောင်းနေကျွန်တော်ရုပ်ဆိုးတယ်ဗျစဉ်းစားကြည့်လိုက်တော့ ဗီဒီယိုအနေနဲ့ဆိုရင်ဒီကောင်ရှေ့ရောနောက်ရော 1080p 30fps နဲ့ရိုက်လို့ရမယ်ဗီဒီယို quality ကလည်းတည့်ရတိုင်းပဲအလင်းရောင်ကောင်းရရင်တော့ usable ဖြစ်တယ်အလင်းရောင်မကောင်းရင်တော့ပုတ်တယ်ဒါပဲဟုတ်ကဲ့ဟုတ်ပြီတခြား feature တွေနဲ့ဆိုရင်ဒီကောင် fingerprint scanner လည်းပါတယ်ဒီ power button မှာတခါလဲ integrated လုပ်ထားပေးရပါဘောနော်ညံလဲညံတယ် reliable လည်းဖြစ်တယ်တော်တော်လေးတိကျတယ်ဆိုတော့ fingerprint scanner ကတော့ကောင်းပါတယ် speaker quality ကတော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲထိတ်ဆုံးမှဒီကောင်တစ်လုံးပဲပါတာအတန်ထွက်ကလည်းကျွန်တော်ဖွင့်ပြမယ် င်းရင်းပြောရရင်တော့ကျွန်တော်ဒီပုံမှန်တရားဝေလေးဖွင့်တာတို့ဖုန်းလာရင် ringtone အတန်ထွက်ပို့လောက်တော့ဒီကောင်း speaker user ပဲတော့ဖြစ်ပါတယ်။တန်တော့အရင်မကျေဘူးတော်တော်လေးတော့ဒူတယ်။ဒါပေမဲ့ဖုန်းလာရင်တော့ကြားနိုင်လောက်တဲ့ပမာဏတော့ဒီကောင်းနေထုတ်ပေးနိုင်ပါတယ်။ဘာလို့ speaker အောက်မှာမတက်ပဲနဲ့အပေါ်မှာသွားတက်ထားလဲမသိဘူး။နည်းနည်းတော့စားတယ်။ဆိုတော့ကျွန်တော်အားလုံးခြုံကြည့်ရမယ်ဆိုရင်ဒီကောင်းရဲ့ဈေးတန်းနေ3သိန်း4000 3သိန်း5000ဆိုတဲ့ဈေးဝင်ချက်မှာဒီကောင်းထက်ကောင်းတဲ့ဖုန်းဆိုတာကျွန်တော်တော်တော်လေးတော့ရှာခက်လိမ့်မယ်။ global ထဲမှာလည်း ရှားခက်မယ် China တော့ဆိုလည်းရှားခက်မှာပဲ second တော့လာမရှင်းနဲ့ပေါ့လေ second ကဖုန်းတွေကိုတော့သွားရှင်းလို့မရအောင်ဒါပေမဲ့အတစ်ဝင်မယ် warranty နဲ့ကင်ကျင်တယ်ဆိုရင်တော့ဒီဖုန်းကတော်တော်လေးရွေးလို့ကောင်းလို့ပြောမှာပဲ design လေးကမစိုးဘူး battery ခန့်နဲ့ display ကလည်း 120Hz ရရမယ်နေရာတိုင်းမှာတော့မရဘူးပေါ့လေဒါပေမဲ့အဲ့၃ချက်လောက်နဲ့တည်းကိုဒီဖုန်းကသူ့ရဲ့ပေးရတဲ့ဈေးနဲ့ရှင်းလိုက်လို့ရှင်းရွေးလို့ကောင်းလို့ပြောမှာပဲဆရာဟုတ်ပြီ bro ကဒီဖုန်းကိုဘယ်လိုမြင်လဲဘယ်လိုထင်လဲ okay อืมနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြပါဦး